်ချက်တာ935မှာတော့ချားစီရဲ့အန်အောင်စီရဘောလုံးပေးမှုမှုကိုရှီရိုကကိုယ့်ရဲ့ဘဲဘက်တောင်းခေါင်းနိုင်ဘောနဲ့သွေးနိုင်လိုက်ခဲ့ပြီး PG အသင်းအတွက်ဦးဆောင်ကိုအရယူပေးနိုင်ခဲ့ပါတယ်ရှီရိုကလည်းချားစီရဲ့အန်အောင်ကောင်းတဲ့ပေးမှုမှုကိုအတော်လေးသဘောကျနေခဲ့ပြီးချားစ်ကလည်းသူ့ရဲ့ပေးမှုမှုကိုတုံ့ပြန်ခဲ့တဲ့တူဒီတော်သူဖြစ်တဲ့ရှီရိုကိုသဘောကျနေခဲ့ပါတယ်ဆန်ဒါအရာဗီဇာအရာပေးပို့လိုက်တဲ့ဘောလုံးရှီရိုကပြည့်ပြည့်စုံစွာနဲ့အခုလိုမျိုးတေချာလဲလုံနိုင်ခဲ့တာကချားစ်အတွက်တော့ ခုလိုလူမျိုးကိုပထမဆုံးအကြိမ်တွေ့ဝူးတာဖြစ်ပြီးရှီတိုကလည်းသူတို့နေရာရဲ့ပေါင်းစပ်မှုနဲ့ဆိုရင်ဒဝင်းလုံးကိုဘယံမရလုပ်ပြနိုင်တယ်လို့တွေးနေခဲ့ပါတယ်။တစ်ဖက်မှာလည်း PG အသင်းရဲ့မာစတာဂျူလီယန်လူကီယာစောင့်ကြည့်နေခဲ့ပြီးလူကီယာချားစရဲ့လုံနိုင်စွမ်းတွေကိုအပြည့်အဝအသုံးချနိုင်ဖို့အတွက်နေရာမျိုးမျိုးနဲ့စမ်းသပ်ခဲ့ပြီးတော့နောက်ဆုံးမှချားစကတော့အဲ့ဒီလိုလုံနိုင်ဖို့ဓာတ်ရုပ်ဗေဒသုံးမြတ်မှုကိုနောက်ဆုံးမှတော့ရရှိသွားခဲ့ပြီးနီယိုအီဂိုစ်လီယာဆိုရင်တော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ကောင်းအကောင်းဆုံးဖြစ်လာဖို့ကြိုးစားနေတဲ့တိုက်စစ်မှုတွေရဲ့အကူအညီနဲ့ Charles ကပို့ပြီးတော့ဖွံ့ဖြိုးလာလေလေ ငါမင်းကိုကြော်တက်ဖို့အတွက်မြန်လာလီလီလို့လိုကီကနိုဝါကိုပြောနေခဲ့ပါတယ်။တစ်ဖက်မှာတော့ရိုက်ချီကအီစာကီခုခံနေတော့ရင်းကအင်ဂျီကိုဆွဲခဲ့တဲ့အတွက်ကြောင့်အဲ့ဒီဂိုးကိုမပေးသင့်ဘူးလို့ပြောနေခဲ့ပြီးတကယ်တမ်းမှာတော့အီစာကီကသာရင်းကိုဖောင်းခဲ့တာဖြစ်ပြီးရင်းကဘောလုံးကိုဆက်ပြီးတော့ပိုင်ဆိုင်ခဲ့တဲ့အတွက်ကြောင့်ဘောလုံးကိုဆက်ပြီးတော့ကန်တန်ခဲ့တာဖြစ်ပြီး VR ကလည်း advantage အနေနဲ့ဆက်ပြီးတော့ကစားခွင့်ပေးခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအရာတွေထပ်ပုံပြီးတော့အရေးကြီးတဲ့အရာကရှီရွေးဂိုးနောက်ွယ်ကအချက်လက်ကိုနားလဲအောင်အရင်လောက်အောင်မှဖြစ်ပြီးတော့ ထမအဦးဆုံးအနေနဲ့ဘတ်စတ်မန်ချင်းအတင်းသားတွေအားလုံးကသူတို့ရဲ့အကောင်းဆုံးကိုလုပ်နိုင်ကြရဲဆိုပေမဲ့ဘသူအားမှသူတို့နေရာရဲ့ပေါင်းစပ်မှုကိုမမြင်နိုင်ခဲ့ပါဘူးပြောရမယ်ဆိုရင်တော့အီစာဂီတို့ရဲ့ပုံမှန်ခမန်းပုံလေးနဲ့ကိုသိမှုအတွက်မလွန်လောက်တော့ပဲကိုသိနိုင်မှုအတွက်ဆိုရင်ဒီတဲ့ပိုကောင်းတဲ့သွေးခေါမှုတွေလိုအပ်ပြီးအရင်ကဒီချိန်ဆိုရင်တကောနှစ်ကိုလောက်အေးစိတ်သွေးပြီးပြီဆိုပေမဲ့ပြေးကြည့်အတင်းရောဒီလိုအကွက်ရှိလို့မရပါဘူးနောက်ပြီးတော့ချားစ်ခွန်းနာတော့ပေးလိုက်တဲ့လူပေးမှုကသူတို့ကိုလောင်နေတယ်လို့ခံစားရပြီးကြောက်ဖို့ကောင်းလာတဲ့လူပေးပုံနဲ့ရှီတို့ရဲ့ ဗီဇအတိုင်းလောက်ခဲ့တဲ့လှုပ်ရှားမှုကတထက်တည်းထပ်တူကြခဲ့ပြီးသူတို့နှစ်ယောက်ကိုမြင်ရတာကကြိုတင်လေ့ကျင့်မှထားခဲ့ပဲအဲ့ဒီကိုရဖို့အတွက်နှစ်ယောက်သားအကောင်းဆုံးလှုပ်ခဲ့ရအနေနှစ်ယောက်သားရဲ့လှုပ်ရှားပုံတွေကထပ်တူကြခဲ့တာဖြစ်ပါတယ်တယောက်မြင်တယ်လို့တယောက်ထပ်တူမြင်ခဲ့ကြတယ်ဟီယိုရီနဲ့အီဇာကီတို့ရဲ့ဓာတ်ရုပ်ဗီဇနဲ့ဆင်တူခဲ့ပြီးပြောရမယ်ဆိုရင်ဒီနီယိုအီကွစ်လီကိုနိုင်ဖို့အတွက်အီဇာကီတို့ကသူတို့နှစ်ယောက်ရဲ့တွဲလုံးကိုကျော်လွန်နိုင်မယ်ဓာတ်ရုပ်ဗီဇတုံ့ပြန်မှုမျိုးကိုဝင်ရောက်ဖို့အတွက်လိုအပ်နေတာပဲဖြစ်ပါတယ် အဲ့ဒီအချိန်မှာဟီယိုရီယာအီဆာဂီကိုဒီလိုပုံစံအတိုင်းဆက်သွားနိုင်မယ်ဆိုရင်အခက်သိမှဖြစ်ပြီးတော့အခွင့်အရေးရှိတဲ့အုံမြန်မြန်လေးပြောင်းလဲဖို့ပြောနေခဲ့ပါတယ်ဟီယိုရီပြောတဲ့အကြံကိုအီဆာဂီကလည်းထောက်ခံလိုက်ပြီးဟီယိုရီယာဆရာအုံမခွက်ပြောခဲ့တဲ့ရေးကြီးဆုံးစာလာမှုဆိုတဲ့အရာကသူတို့လက်ရှိလိုချင်နေတဲ့မူလအစရဲ့တော့ချက်ပဲလို့ဟီယိုရီကပြောပါတယ်အဲ့ဒီအရာကသူတို့ရဲ့စိန်ခေါ်မှုတွေကိုအနိုင်ယူဖို့အတွက်အထောက်အကူပြုမှဖြစ်ပြီးတော့သူတို့ဒါစိန်ခေါ်မှုပေါ်မှာအာရုံစိုက်ထားမယ်ဆိုရင်အခက်အခဲတွေကိုကျော်လွှားနိုင်မှာဖြစ်ပြီးဟ ်ပြီးပြည့်စုံစွာနဲ့အဲ့ဒီအရာကိုပြန်ပြီးတော့အသုံးချနိုင်မယ်ဆိုရင်ကိုယ့်ရဲ့အကောင်းဆုံးလုပ်နိုင်စွမ်းအနေနဲ့စော်ကစားနိုင်မှာဖြစ်ပါတယ်အခုချိန်မှာသူတို့ရဲ့မူလပုံစံအတွက်အလိုအဆုံးက theory ပြောသလိုလုပ်နိုင်ဖို့အတွက်ဖြစ်နေခဲ့ပြီးစွမ်းတော့ရှီတို့ရဲ့ကိုယ်ကအနိုင်ရဖို့အတွက်မြင်ကွင်းတစ်ခုတည်းမဟုတ်ပါဘူးအဲ့လိုလုပ်နိုင်ဖို့အတွက်ဆိုရင်နှစ်ယောက်သားရဲ့အနိုင်ရဖို့လမ်းကြောင်းကတူညီနေရမှာဖြစ်ပြီးဆိုလိုတာကတော့ theory တို့ကဆွေးနွေးနေခဲ့တဲ့အချိန်မှာပဲဘတ်ချစ်ကအရင်ပွဲမှာတော့သွင်းထားတဲ့ကိုယ်ကိုကြော်လုံနဲ့သွင်းကုန်မျိုးထပ်ပြီးတော့ဖန်တီးနိုင်တယ်လို့ ဆမ်မီဘတ်ချစ်ကယုံကြည်နေခဲ့ပါတယ်။ဒါပေမဲ့လည်းအီစာကီးယားရှီတိုနဲ့ချားစ်ကိုသာမထိနိုင်ဘူးဆိုရင်သူတို့နှစ်ယောက်ကပို့ပြီးတော့ထင်းချိုရခက်လာပြီးတော့ရှုံးသွားလိမ့်မယ်လို့အီစာကီးယားပြောပါတယ်။အဲ့ဒီအခါမှာဆမ်မီဘတ်ချစ်ကနှစ်ယောက်လုံးအတွက်တွဲလုံးတွေကိုပိတ်ဖို့ရှီတိုစီကလွတ်လပ်မှုကိုခိုးယူခိုင်းပါတယ်။ဒီလိုနဲ့ကပတိန်အမေရိကအီစာကီးဟီယိုရီဆိုတဲ့တွဲယောက်သားပေါင်းဆက်မှုကတံမြန်တိုက်ရှိစင်မှုအတွက်လာနေခဲ့ပါပြီ။ဒီလိုနဲ့ပဲဘက်စတာမန်ချင်းအတင်းရဲ့ကစားပုံကပြောင်းလဲသွားခဲ့ပြီးခြေပေါကိုရယူနိုင်သွားမလားဆိုတာအားလုံးကလည်းစောင့်ကြည့်နေကြပါရယ်။ထိုကီမီဆုကတော့ရှီတိုနဲ့အတင်းတူတယ်ဆိုပေမဲ့ရှီတိုရဲ့ ပြန်မြောက်လာတဲ့တွင်ကိုတွေကိုအနှဲငယ်ထိလန့်နေခဲ့ပြီးသူတို့ရဲ့အဆင့်တွေတက်ချင်နေဆိုရင်ရင်းအတွက်တွင်ကိုရအောင်ဖန်တီးပေးဖို့လိုအပ်ပြီးတော့ရင်းသာဒီပွဲရဲ့သူရဲကောင်ဖြစ်မလာအောင်ဆိုရင်သူတို့လည်းပုံပြပါပြီအဲ့ဒီအတွက်ကြောင့်သူတို့ရဲ့ကစားသမားဘွားတွေကရင်းရဲ့အပေါ်မှာမူတည်နေခဲ့ပါပြီဒီလိုနဲ့ပဲရင်းရှီတို့အီဇာဂီနဲ့ခိုင်ဇာတို့ရဲ့ဘီရင်လေးပါးရဲ့ပလင်လူပွဲဟာပြန်လည်စတင်ခဲ့ပါတယ်ခိုင်ဇာတို့ဟာသူတို့ရဲ့စီးကျက်အတိုင်းလှုပ်ရှားနေတဲ့အချိန်အီဇာဂီကတော့အရင်ပွဲကကိုပြန်လည်ဖန်တီးဖို့အတွက်ကြိုးစားနေခဲ့ပြီး theory အရတော့ဖြစ်နိုင်တယ်ဆိုပေမဲ့ လကူနေတဲ့အရာမျိုးလည်းမဟုတ်ပြန်ပါဘူးအဲ့ဒီအခြေအနေမျိုးရောက်ဖို့အတွက်ဆိုရင်ဝင်းထဲကလူတိုင်းရဲ့လှုပ်ရှားပုံတွေကိုခံမနိုင်ဖို့လွယ်ပြီးပြိုရှင်မှုရဖို့ပဲဂီယူဆိုင်တဲ့ရှီရိုရဲ့ကစားပုံနဲ့အီဆာဂီရဲ့ကစားပုံကကွဲပြားနေခဲ့ပြီးအဲ့ဒီအရာကိုအီဆာဂီကနားလည်နိုင်အောင်ကြိုးစားနေခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲအီဆာကီကတခုခုကိုတတိထားမိသွားပြီအနိုင်ရဖို့တော့ချက်ကခမန်းနိုင်တဲ့အကောင်းဆုံးအချိန်လေးကိုဖန်တီးဖို့ဆိုရင်တော့တယောက်နဲ့တယောက်လက်နိုင်စွမ်းနေအယုံဆိုင်နိုင်စွမ်းနေရသူညီမှာမဟုတ်ပဲ꽌ပြားနေမှာဖြစ်ပြီးဆိုလိုတာကတော့ပေါ်ဖော်မန့်ဆိုတဲ့အရာကိုနှစ်ချမ်း꽌နိုင်ပြီးရှီတိုရဲ့ဘေးရအမြင်နဲ့အားလုံးကို လိလူရှုပြီးကိုယ့်အတွက်ကိုယ်ပဲဂယူဆိုင်တဲ့ပုံစံမျိုးနဲ့အီစာကီလိုမျိုးပေါ်ဝင်းကျင်အကြောင်းအရာတွေကိုဂယူဆိုင်ပြီးလူတို့လိုချဲလှယ်ပြီးတော့ကိုယ်ပိုင်ခွင့်ရရဖို့အတွက်အသုံးချတဲ့ကစားပုံမျိုးပဲဖြစ်ပါတယ်တကူကောင်းဆန်တဲ့အတားနဲ့အလုံးအတွက်စဉ်းစားတဲ့အတားနှစ်ခုမှာဘယ်တစ်ခုကပိုကောင်းတယ်ဆိုပြီးမရှိပဲကိုယ့်ရဲ့ personality ပေါ်မှာမူတည်ပြီးတော့ကိုယ်နဲ့လိုက်ဖက်တဲ့အတားမျိုးဟာတခြားသူတွေထက်ကိုယ့်ကိုတာလွန်စေတာဖြစ်ပါတယ်အီစာကီရဲ့ကိုယ်ပိုင် theory အရတော့ တကူကောင်းဆန်တဲ့အတ္တကတယောက်တည်းလုံနိုင်စွမ်းတွေကိုပဲဦးစားပေးပြီးတကူချင်းလှုပ်ဆောင်တာနဲ့သူတို့ရဲ့စွမ်းရည်အမြင့်ဆုံးရဖို့ပဲစိတ်ဝင်စားပြီးအီစာကြီးရဲ့အဖွဲလိုက်သွေးတဲ့အတ္တကတော့နိုင်ရဖို့အတွက်ကိုပဲဦးစားပေးပြီးတကူချင်းစီရဲ့စွမ်းဆောင်ရည်တွေအမြင့်ဆုံးရဖို့ဦးစားပေးပြီးတော့အဲ့ဒီလိုအရာတွေကဆုရဖို့အထောက်အကူပြုတယ်ဆိုပြီးတော့ခံယူထားတဲ့ကစားပုံမျိုးဖြစ်ပါတယ်ဘာလို့ဘာချီတာဇန်ထက်စုနဲ့နာဂီရောဟာတကူတဲ့အတ္တသမားတွေဖြစ်ကြပြီးခါရာစုဟီယိုရီအီစာကြီးနဲ့ရီယိုတို့ကတော့တေချာပေါက်အဖွဲလိုက်လှုပ်ရှားတဲ့ကစားပုံဖြစ်ပြီး စုတွေပဲစိတ်ဝင်စားတယ်ခိုင်စားတော့ဘယ်လိုမျိုးစားလဲချားစကရောဘာမျိုးစားလဲခုနီကာမီယာရောဘာမျိုးစားလဲရင်းရောဘယ်လိုအတ္တမျိုးလဲဆိုတာကိုတွေးနေခဲ့ပြီးခေါင်းလျှောက်လာခဲ့တဲ့အတွက်ဂီမဆိုင်တော့ပဲအီစာကြီးကသူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းထိတ်ဆုံးရောက်ဖို့အတွက်ကွင်းထဲကအခြေအနေတွေကိုနားလည်နိုင်အောင်လုပ်နေပြီးတခြားသူတွေရဲ့အတ္တပုံစံတွေကိုရှာဖွေရင်းချက်လက်တွေကိုရနိုင်တယ်မြတ်စုနိုင်မယ်ဆိုရင်သူလိုချင်တဲ့အရာကိုရရှိမှပဲဖြစ်ပါတယ်တစ်ဖက်မှာဇန်တဆူကနက်စီယာဘောလုံးကိုဖျက်ထုတ်နိုင်ခဲ့ပြီးလူပေးလိုက်တယ်လို့ထင်ခဲ့ပေမဲ့ ဖြတ်ထုတ်လိုက်တဲ့ဘောလုံးကိုဟီယိုရီကဖမ်းယူလိုက်ပါတယ်။အဲ့လိုဖြတ်ထုတ်မှအောင်စောင့်နေခဲ့ပြီးအီဆာကီလွတ်နေတဲ့အချိန်မှာလူပေးဖို့အတွက်ချိန်နေခဲ့ပြီးတော့အီဆာကီဂိုးသွင်းနိုင်ဖို့အတွက်သူ့ရဲ့ကမ္ဘာအကောင်းဆုံးပုံရိပ်ကိုမြင်အောင်ပြီးလူပေးဖို့အတွက်လုပ်နေတော့နောက်ကနေ Charles ကဟီယိုရီစီကနေခွင့်ယူသွားခဲ့ပါတယ်။ဟီယိုရီဒီကိုလုပ်မယ်ဆိုတာ Charles ကကြိုတင်နေခဲ့တာဖြစ်ပြီး Charles မှလည်းမက်တာဗီရှင် ရှိတဲ့အတွက်ကြောင့်အီဆာကီစီကိုလူမပေးနိုင်ခင်မှာဖြတ်လုသွားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအားလုံးကနောက်ကျသွားခဲ့ပြီးခုနရောကလို့တွဲလုံးမျိုးထပ်ပြီးတော့မြင်ရပါတော့မယ်။မတွေ့တာကြာပြီနော်။နတ်ဆိုးလေး။ဟမ် မင်းနဲ့ငါတီးလို့လားညာအဲ့ဒီတန်ဖိုးမရှိတဲ့မင်းပြစ်သွားခဲ့တဲ့သူရဲ့ကောင်းမေကပတိန်အမေရိကနဲ့ဟီယိုရီတို့ရဲ့အတွေ့အထဲမှာတော့အမြင့်ဆုံးလှုပ်ဆောင်နိုင်ခြင်းနဲ့ဆိုရင်ဒီကောင်လေးကိုကြော်နိုင်ရမယ်ဆိုပြီးတော့တွင်းနေခဲ့ပါတယ်ဖြတ်ထုတ်လိုက်တဲ့ဘောလုံးကအဝေးကိုရရှိသွားခဲ့ပြီး Nets ကဘောလုံးကိုရယူသွားခဲ့ပါတယ် Nets က Green ကိုပေးလိုက်ပြီး Green ကလည်းအားလုံးရဲ့ဂျားရဲကနေပြီးတော့ခိုင်သာစီကိုပေးလိုက်ပေမဲ့ဂျားကနေပြီးတော့ Chiru နဲ့ကပတိန်အမေရိကက ဘောလုံးရှင်းလုနေခဲ့ကြပြီကပ္ပတိန်အမေရိကဖြတ်ထုတ်လိုက်တဲ့ဘောလုံးဟာ right side ကိုရောက်ရှိသွားခဲ့ပါတယ်ဒါပေမဲ့လေဘာမှမလုပ်ရသေးခင်မှာပဲ charge ကဖြတ်လုသွားပြီးအချိန်ကြီးကမဟန်တော့ပါဘူး right side ကကုညီခဲ့မယ်ဆိုရင်ဘောလုံးဆက်ပြီးတော့ရယူနိုင်မှာလို့ theory ကစိတ်ထဲမှာတွင်းနေခဲ့မိပြီးဒီလိုကိစ္စလေးတွေမှာတော့ charge ကိုမရှင်းနိုင်ဘူးဆိုရင်သူ့ရဲ့စိတ်ကူးတွေကိုခမန်းနိုင်မှာမဟုတ်ပါဘူး charge ပါလို့မလဲဆိုတာ theory ကခမန်းနေခဲ့ပေမဲ့အတော်လေးခက်ခဲ့ပြီး charge ကိုတိုက်ခိုက်ရတာကအနိုင်ရဖို့နီးလိုက်ရှာမတွေ့မချင်းခဏခဏတင်နေရတဲ့ဂိမ်းကြီးက boss တကောင်လို့ခံစားနေရပါတယ် ဘလုံးအနမီမှာဘလုံးလောက်အဒန်ရင်းနဲ့ရဘော့စ်ကဘလုံးဖြစ်ပြီးရောက်လာတာတော့စိတ်လွှဲရှာစရာကောင်းနေတယ်ဒီကစားပွဲကိုဟီယိုရီယာစိတ်ဝင်စားနေပြီးချားစ်ကိုတေချာပေါက်အနိုင်ယူမယ်လို့တွေးနေခဲ့ပါတယ်တစ်ဖက်မှာတော့ရင်းကလူပေးဖို့လမ်းကြောင်းဖွင့်ထားပေးတယ်ဆိုပေမဲ့ချားစ်ကတော့ရင်းရဲ့ပြေးတဲ့ပုံကပြေးဖို့ကောင်းတဲ့အတွက်ချားစ်ကစန့်ကျင်ဘက်ကိုပဲထွက်သွားခဲ့ပါတယ်ချားစ်လုံးမယ်ဆိုတာကိုဟီယိုရီယာမြင်ခဲ့ပြီးဘေးကနေတားဖို့အတွက်လာခဲ့တယ်ဆိုပေမဲ့ခြေသလန်းနောက်ကျသွားခဲ့ပြီးမဖြစ်နိုင်တဲ့အနေအထားကနေလူရအောင်ပေးလိုက်ပါတယ်အားလုံးကလည်းအယုတ်ကလေးလို့စော့နေပြီးအခုဆိုရင်ဒကွင်းလုံးကချားစ်ရဲ့လက်ခုပ်ထဲကရေးလို့ဖြစ်နေခဲ့ပါတယ် ်ချတ်စ်ပြီးလိုက်တဲ့ဘောလုံးကရှီရိုစီယိုမရောက်ခင်မှာပဲကပ္ပတိန်အမေရိကကဖြတ်ထုတ်နိုင်ခဲ့ပြီးတော့သူ့ရဲ့တာမန်လွန်လာတဲ့ခန္ဓာကိုယ်ဖွဲ့ကြီးပုံနဲ့လက်စားချေခြင်းနဲ့စိတ်တွေကအခုလိုအနေထားကိုရောက်ရှိနေတာပဲဖြစ်ပါတယ်တရားမျှတမှုကိုရှာဖွေနေတဲ့လူတယောက်စိတ်ကန့်စားချက်တွေနဲ့ပြည်နေတဲ့ကပ္ပတိန်အမေရိကကပြောရမယ်ဆိုရင်သူ့ရဲ့တကူကောင်းဆန်တဲ့အင်ကကစားပုံမျိုးကပြန်လည်ပြီးတော့ထောက်ပေါ်လာပြီးကပ္ပတိန်အမေရိကရဲ့အတားအခုချိန်ထိတောက်လောင်နေစေဖြစ်ပါတယ်ရှီရိုကိုလည်းကျုံလွန်သွားပြီးချားစ်ရဲ့အခွင့်အရေးတွေကိုရှော့ချလိုက်တဲ့အတွက်ကစားပွဲရဲ့အချိန်ကြီးကမျှတသွားခဲ့ပါပြီ မင်းရတကယ်ကိုအာယုံနောက်စီကကောင်းတာပဲဟွချစ်သားငိုရလားတယောက်ကိုတယောက်ဖဲနေတော့မှာပဲအီစာကြီးကရလာပြီးတော့ကပ္ပိအမေရိကကိုသူတာမကူညီခဲ့ဘူးဆိုရင်သူဆိုတဲ့ကောင်ကလည်းဘောင်ဝင်မှာမဟုတ်လို့အီစာကြီးကသူ့ကိုလည်းပြန်ကူညီခိုင်းပြီးအရင်တော့လို့စတိတ်တူတူစားကြမယ်လို့ပြောပါတယ်ပြန်ဘက်ကသူတို့ထက်ကောင်းတဲ့ဓာတုပေရာတုံ့ပြန်မှုကိုလုံနိုင်လေဆိုရင်အီစာကြီးတို့ကသူတို့ထက်ပိုကောင်းတဲ့သုံးစားဓာတုပေရာတုံ့ပြန်မှုကိုထုတ်လုံးမှာပါဖြတ်ထုတ်ထားတဲ့ဘောလုံးကတော့ခါရာဆူစီမှာရှိနေခဲ့ပြီးချီရာနဲ့ရှင်းလို့နေခဲ့ပါတယ်တစ်ဖက်မှာလွတ်နေခဲ့တဲ့ချားစကိုတော့ ဟီယိုရီယာမျက်ချိမပြတ်စောင့်ကြည့်နေခဲ့ပြီးချားစ်ကိုကြောတက်နိုင်ဖို့ရှီရိုအကာခံနေရတော့မှရွေးချယ်စရာတခုရောက်သွားခဲ့တဲ့အတွက်ပေးမဲ့သူဟာရင်းလာဇာတ်သက်စုလာနနာဆဲလာဆိုပြီးတော့စဉ်းစားနေခဲ့ပြီးဟီယိုရီယာဒီလောက်အသွေးလေးနဲ့ချားစ်ကိုအနိုင်နိုင်မှာမဟုတ်ပဲစန့်ကျင်ဘက်တွေးတဲ့ချားစ်ကိုစန့်ကျင်ဘက်ပြန်တွေးပြီးတော့ဟီယိုရီယာချားစ်ကိုရင်ဆိုင်မာတော့တယ်တစ်ဖက်မှာနှစ်ယောက်တစ်ယောက်လူကတ်ခံထားရတဲ့ခါရာစုဟာမလွတ်တတ်တဲ့အဆုံးမှာချားစ်ကိုလိုပေးလိုက်ခဲ့ပြီးခူနီကာမီယာရှီရိုကိုတားနေခဲ့ပေမဲ့ချားစ်ရဲ့လုံနိုင်စွမ်းကိုတီးနေကြတဲ့ခိုင်စာနဲ့နက်စ်ကလူပေးမဲ့လမ်းကြောင်းကိုလုံးဝပိတ်ပြစ်လိုက်ပါတယ် အချိန်နေမဟန်တော့တဲ့ Charles ကို Rain ကလမ်းကြောင်းဖွင့်ပြလိုက်ပြီး Charles ကလည်း Rain မင်းအဲ့နေရာကိုလိုချင်တာမလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့လည်းစမ်းကျင်ဘက်ပဲလုတ်တက်တဲ့ Charles ကတော့ပိတ်ထားတဲ့လမ်းကြောင်းနေရှီရိုစီကိုရောက်အောင်ပေးလိုက်ပါတယ်။ Charles နဲ့စမ်းကျင်ဘက်ကိုတွေးခဲ့တဲ့ Hiori ကတားနိုင်ခဲ့ပြီး Charles ရဲ့ပြောင်းပြန်အသွေးတွေကိုပြောင်းပြန်တွေးခဲ့တဲ့ Hiori ကနောက်ဆုံးမှာတော့တားနိုင်ခဲ့ပြီး Hiori က Charles ကိုအနိုင်ယူနိုင်ခဲ့တဲ့အတွက်ကြောင့် Queen ကတေချာပေါက်ပြောင်းလိုက်ပါပြီ။ပြန်ကန်ထလာတဲ့ဘောလုံးကို Righty က တံပြန်တိုက်စစ်အတွက်ရအောင်ယူနေပြီးနောက်ချင်းရှင်တဲ့ပွဲမှာโทกิมิโซကိုအနိုင်ယူလိုက်ပြီးဟီရိုစီကိုပေးလိုက်ပါတယ်ဟီရိုကလည်းဖနောက်နဲ့ထိန်းလိုက်ပြီးလူပေးဖို့လုံနေတော့မှာပဲတစုံတစ်ယောက်ကဖင်ဆုရားမနေနဲ့အောင်ဆိုပြီးပြောလိုက်ပါတယ်သူကတော့ခရာဆုပဲဖြစ်ပြီးဟီရိုရဲ့လမ်းကြောင်းပေးဖို့လုပ်ပါတယ်ခရာဆုအပြင်ဇန်တက်ဆုနာနာဆေရိုကပါဟီရိုကိုဝိုင်းပြီးတော့ဖိအားပေးနေကြပြီးဟီရိုကတော့ဒဇက်လေးမှသုံးလုံးမနေခဲ့ပဲဘောလုံးကိုမကြည့်ပဲနဲ့တစုံတစ်ယောက်စီကိုပေးလိုက်ပါတယ်အကောင်းဆုံးလှုပ်ဆောင်မှုနဲ့ဟီရိုပေးလိုက်တဲ့လူကတော့အဲ့ဒါတမအီစာကြီးရိုးရေးချီပဲဖြစ်ပါတယ် ဟီယိုရီရဲ့အကောင်းဆုံးလှုပ်ဆောင်မှုနဲ့အကောင်းဆုံးပေးပို့မှုကိုလေးစားရတဲ့အနေနဲ့အီဇာဂီကလည်းသူ့ရဲ့အကောင်းဆုံးလှုပ်ဆောင်မှုကိုပြသဖို့အတွက်အချိန်ကျလာပြီဖြစ်ပြီးဘယ်ညာခြေလမ်းနေနဲ့တပတ်အတင်းကိုအီဇာဂီကရောင်းပြလိုက်ပြီးတော့အရှိတို့တဟုန်တို့ခုံဝင်လိုက်ပါတယ်။ဘေးမှာတော့ရှီတိုကနောက်ကနေလက်နေခဲ့ပြီးလေထဲကဘောလုံးရဖို့အတွက်ဆိုရင်အရက်ရှိတဲ့ ရှီရိုကအသာစီးရမှာဖြစ်ပြီးတော့အီစာကီးကဘောလုံးနဲ့စမ်းချင်ဘက်ကိုပြီးသွားခဲ့တဲ့အတွက်ကြောင့်ရှီရိုကကြောင်တော့ခဲ့ပါတယ်တကယ်တမ်းမှာတော့ရှီရိုမမြင်နိုင်ခဲ့တဲ့မြက်ွက်ရမှာခုနီကာမီကအပေါ်ခုံလိုက်ပြီးတော့အီစာကီးရဲ့အမဲသားအကြီးကိုဆက်လိုက်ပါတယ်အီစာကီးလိုချင်နေတဲ့အတ္တမျိုးကခုနီကာမီစီမှာပြန်ပြီးတော့ပေါ်လာခဲ့ပြီးဘောလုံးရှေ့ကိုချပေးလိုက်ပါတယ်တကူကောင်းဆက်ပြီးကိုယ်တိုင်ကိုသိမ့်မှုပဲအာယုံဆိုင်ထားတဲ့ခုနီကာမီကလူမေးမယ်လို့ဘယ်သူမှမထင်သားပဲအားလုံးရဲ့အသွေးတွေကိုဖောက်ပြနိုင်ခဲ့တဲ့အီစာကီးကကိုသိမ့်မှုအစင်တစ်ဖြစ်နေခဲ့ပါတယ်အားလုံးရဲ့အသွေးတွေကိုချိုးပေါနိုင်တော့ ਈ လို့ထင်ခဲ့ပေမဲ့ ရင်းကလည်းခမန်းနိုင်ခဲ့ပါတယ်ရင်းနေမဟုတ်ပါဘူးခိုင်စားကလည်းအီစာကီရဲ့အသွေးတွေကိုခမန်းနိုင်ခဲ့ပြီးနှစ်ယောက်လုံးကအီစာကီရဲ့လှုပ်ရှားပုံကိုပဲကြီးနေခဲ့ကြတာပါဒါကြောင့်မဲတခြားသူတွေထက်မြင်မြန်တုံ့ပြန်နိုင်ခဲ့ပြီးကစားပွဲရဲ့အချင်းတွေကိုစောင့်ကြည့်ရမယ့်အစားအီစာကီရဲ့လှုပ်ရှားပုံကိုပဲဖျက်ဆီးဖို့စောင့်နေခဲ့ကြတာပါဘောလုံးကိုအီစာကီကအရင်ရမှာဆိုပေမဲ့ကန်လိုက်မယ်ဆိုရင်လေရင်းကတားစီမှဖြစ်ပြီးဘယ်ကန်ရမလားညာကန်ရမလားအခက်တွေနေခဲ့ပါတယ်ဘယ်ဘက်လားညာဘက်လားမဟုတ်ဘူးကန်ချက်အစ်တစ်ခုဒီနေရာမှာတင်ဖမ်းပြီးပဲဘယ်ချင်းနဲ့အယောင်ပြလိုက်တဲ့အတွက်ကြောင့် ဘောလုံးကခိုင်စာအတွက်ဖြစ်သွားခဲ့ပါပြီဒါပေမဲ့အီစာကီကတော့ခိုင်စာထင်သားသလိုညာခြေောက်နဲ့ဘောလုံးထိမ့်မှမဟုတ်ပဲတန်းပြီးတော့ပိုက်ကုန်လေးကိုကန်ထည့်လိုက်ပါကိုရီယိုတဲတဲမမတ်ဝင်သွားခဲ့ပြီဒါကတော့အီစာကီရဲ့အကောင်းဆုံးလွတ်ဆောင်မှုဖြစ်တဲ့လက်နက်နှစ်ခုပေါင်းစပ်မှုထူကန်ဗောလီပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုကြည့်နေတက်လေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးကြပါဦးတောင်းဆိုချင်ပါတယ်အပေးကြတဲ့သူတူတူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေနောက်အပိုင်းဒီမှာပြန်တွေ့ကြတော့ပေါ့